တရုတ်စစ်တပ်ရဲ့ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်တဦးရုတ်တရက်အာဏာဖယ်ရှားခံရတဲ့အခါဘာရီဆက်ဖြစ်မလဲဒါကတရုတ်စစ်တပ်ဟာကြီးမားတဲ့ပြိုလဲမှုနဲ့ရင်ဆိုင်နေရကြောင်းကိုအတည်ပြုဝေပါတယ်အန်အားသင့်စရာလှုပ်ရှားမှုတစ်ခုမှာတရုတ်သမ္မတရှီကျင်းဖင်ကပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ဒုတိယအဆင့်မြင့်ဆုံးအရာရှိဖြစ်တယ်လို့ဗဟိုစစ်ကောင်စီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဗိုလ်ချုပ်ကြီးဟူဝေတုံကိုယာရုကဖယ်ရှားခဲ့ပါတယ်ဒီလိုအဆင့်မြင့်ပုဂ္ဂိုလ်တဦးကိုဒီလိုဖယ်ရှားတာဟာ ပြီးခဲ့တဲ့နှစ်60ကျော်အတွင်းပထမဆုံးအကြိမ်ဖြစ်ပါတယ်။ဒီအန်အားတင်စရာဖယ်ရှားမှုဟာဒီတစ်ခုတည်းမဟုတ်ပဲရှီကျင့်ဖင်ကအကျင့်ပြတ်ခြားစားမှုတိုက်ဖြတ်ရေးလှုံ့ဆော်မှုအစီအမံအောက်မှာထိတ်တန်းဗိုလ်ချုပ်တွေကိုဖယ်ရှားနေတဲ့လောက်ရဲ့ရဲ့ထင်ရှားတဲ့အစိပ်ပိုင်းတစ်ခုပါ။တရုတ်ထိပ်ပိုင်းကောင်းဆောင်များအားဖယ်ရှားမှုတွေဟာရှီကျင့်ဖင်2012ခုနှစ်မှာအာနာရလာကလေးကသူ့ရဲ့အုပ်ချုပ်မှုရဲ့ထူးခြားတဲ့လက္ခဏာတစ်ခုဖြစ်ခဲ့ပါတယ်။သူဟာစစ်တပ်ပေါ်သူ့ရဲ့ထိန်းချုပ်မှုကိုတင်းကြပ်လာခဲ့ပြီး သူ့ရဲ့အာဏာကိုစိန်ခေါ်နိုင်သူတိုင်းကိုဖယ်ရှားခဲ့ပါတယ်။ဒါကိုစစ်တပ်အပေါ်ဖြစ်စေမဲ့စိုးရွားတဲ့တက်ရောက်မှုတွေကို လုံးဝဂရုမစိုက်ပဲလှုပ်ဆောင်ခဲ့တာပါ။ဥပမာဗိုလ်ချုပ်ကြီးဟူဝေတုံဟာတရုတ်စစ်တပ်ရဲ့အဓိကပုဂ္ဂိုလ်တဦးဖြစ်ပြီးပြည်သူ့လူမျိုးရေးတပ်မတော်ရဲ့ဒုတိယအဆင့်အရာရှိဖြစ်တယ်လို့တမရရှိချင်းဖြင့်လက်အောက်မှာစစ်တပ်ကိုကြီးကြပ်တဲ့ဗဟိုစစ်ကောင်စင်ရဲ့ဒုတိယဥက္ကဋ္ဌလည်းဖြစ်ပါတယ်။သူဟာတာမန်ဗိုလ်ချုပ်တဦးမဟုတ်ဘဲတရုတ်နိုင်ငံအတွက်အဓိကဆုံးဖြတ်ချက်တွေချမှတ်တဲ့ ကွန်မြူနစ်ပါတီရဲ့အာဏာကြီးမတဲ့24ဦးပါဝင်တဲ့ပေါ်လစ်ဘျူရိုရဲ့အဖွဲ့ဝင်တဦးလည်းပဲဖြစ်ပါတယ်။ဒါကြောင့်ဟူဝိတ်တုံကိုမက်ရှလာမှာဖယ်ရှားလိုက်တဲ့အခါကြီးမတဲ့အပြောင်းလဲတွေဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီဗိုလ်ချုပ်ကြီးရဲ့လူသိရှင်ကြားပြောင်းလဲမှုကမက်ရှလာ17ရက်နေ့တရုတ်နိုင်ငံရဲ့ဥပဒေပြုအစည်းအဝေးပိတ်ပွဲမှာဖြစ်ခဲ့ပြီးအဲ့ဒီနောက်သူဟာလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ဧပြီလလေလောက်မှာသူဟာအကျင့်ပြတ်ခြားစားမှုကြောင့်ဖယ်ရှားခံခဲ့ရတယ်လို့သတင်းတွေကအတည်ပြုခဲ့ပါတယ်။ ရှီကျင်းဖင်ရဲ့စိုက်ဘာကုတ်ကဲရေးဌာနကဒီသတင်းကို ဖုံးဖိဖို့အလွန်ကြိုးစားခဲ့ပြီးဒီအကြောင်းပြောနေသူတွေကိုတိုက်ခိုက်တာထိလှုံ့ဆော်ခဲ့ပါတယ်။တရုတ်ကွန်မြူနတီပါတီရဲ့စိုက်ဘာဟက်ကာတွေကိုတွန်းလှန်ဖို့အလွန်ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုရင်ကွန်မြူနတီပါတီမှာကမ္ဘာပေါ်မှာအကြီးဆုံးစိုက်ဘာဟက်ကင်းအစီအစဉ်တွေထဲကတစ်ခုရှိပြီး FBI အကြီးအကဲရဲ့အဆိုအရတရုတ်ကွန်မြူနတီပါတီရဲ့ဟက်ကင်းအစီအစဉ်မှာ FBI မှာရှိတဲ့ဟက်ကာတွေထက်အဆ90ပိုများတယ်လို့ဆိုပါတယ်။ဒါဟာအနောက်နိုင်ငံတွေမှာ ကွန်မြူနစ်ပါတီရဲ့ဝါရဖြန့်ကျင်တစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုတာကိုတရုတ်နိုင်ငံကသိထားလို့ပါဒီဟက်ကာရီဟာဝေဖန်သူတွေနဲ့အရေးကြီးတဲ့အခြေခံအဆောက်အဦတွေကိုပိတ်မှတ်ထားကြပါတယ်တရုတ်စစ်တပ်တစ်ခုလုံးကိုရှုပ်ထွေးတဲ့စက်ကြီးတစ်ခုလို့စဉ်းစားကြည့်ပါဟူဝေတုံကတော့အဲ့ဒီစက်ရဲ့အဓိကအစိပ်ပိုင်းတစ်ခုပါသူရဲ့ရာဇဝင်ကိုကြည့်ရင်သူဟာ2019ခုနှစ်ကနေ2022ခုနှစ်အထိအရှေ့ပိုင်းစစ်ဌာနချုပ်ရဲ့တပ်မှုအဖြစ်ထမ်းဆောင်ခဲ့ပြီးထိုင်ဝမ်အနီးတစ်ဝိုက်ကစစ်စင်ရေးတွေကိုကြီးကြပ်ခဲ့ပါတယ် ဒါဟာအဲ့ဒီဒေတာမှာဆက်လက်ဖြစ်ပေါ်နေတဲ့တင်းမာမှုတွေကြောင့်အရေးပါတဲ့နေမြေတစ်ခုပါသူဟာ2022ခုနှစ်မှာအမေရိကန်နိုင်ငံရေးသမားတဦးထိုင်ဝမ်ကိုလာရောက်ခဲ့ပြီးနောက်အကြီးစားစည်ရေးလေ့ကျင့်မှုတွေကိုဥဆောင်ခဲ့ပြီးတရုတ်နိုင်ငံရဲ့အင်အားကိုပြသတဲ့ကြောင်းသက်သေပြခဲ့ပါတယ်ယုံကြည်ရတဲ့ခေါင်းဆောင်တဦးကိုဖယ်ရှားလိုက်တာဟာဖြည့်ဖို့ခက်ခဲတဲ့ဟာကွက်တစ်ခုကိုဖန်တီးပေးပါတယ်ဗိုလ်ချုပ်တွေမှာကျွမ်းကျင်မှုမရှိနိုင်တာကြောင့်အထူးသဖြင့်ကမ္ဘာလုံးဆိုင်ရာတင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာ စီမံကိန်းရေးဆွဲမှုနဲ့ဆုံးဖြတ်ချက်ချမှုတွေကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ဒါကို Operation Straight Thunder 2025မှာပြီးပြည့်စုံစွာပြသခဲ့ပါတယ်။ဒီစစ်စင်ရေးဟာ2025ခုနှစ်ဧပြီလအစမှာပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကစတင်ခဲ့တဲ့အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ပြီးထိုင်ဝမ်ရေးလက်ကြားမှာတရုတ်ရဲ့အင်အားကိုပြသဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါဟာရေတက်လေတက်ကြီးတက်နဲ့ဒုံးကျည်တပ်ဖွဲ့တွေအားလုံးပူးပေါင်းပြီးပိတ်ဆို့မှုတိကျတဲ့တိုက်ခိုက်မှုနဲ့ နယ်မြေထိန်းချုပ်မှုတွေကိုလေ့ကျင့်တဲ့ကြီးမားတဲ့ဖြစ်ရပ်တစ်ခုပါဒီပူပေါင်းစရေးလေ့ကျင့်မှုရဲ့ရည်မှန်းချက်ကထိုင်ဝမ်ကတရုတ်ရဲ့ရန်ဆောင်မှုကိုစန့်ကျင်ပြောဆိုခဲ့ပြီးနောက်တရုတ်ရဲ့အင်အားကိုပြသဖို့ပါဒီလေ့ကျင့်မှုဟာဧပြီလ၈ရက်အထိတပတ်ကြာလည်ပတ်ဖို့စီစဉ်ထားပေမဲ့ဧပြီလ၂ရက်မှာရုတ်တရက်ရပ်ဆိုင်းသွားခဲ့ပါတယ်တမရရှိချင်းဖြစ်တဲ့ဗိုလ်ချုပ်ကြီးဟူဝေတုံနဲ့ပတ်သက်တဲ့ကောလာဟာလာတွေကဒီအရာတွေပြိုလဲရတဲ့အကြောင်းရင်းကိုညွှန်ပြပါတယ် ပထမဆုံးဒီလေးချင်းမှုဟာအဓိကကောင်းဆောင်နှစ်ဦးဖြစ်တဲ့ဘိုးချုပ်ကြီးဟူဝိတ်တုံနဲ့ဘိုးချုပ်တဦးဖြစ်တဲ့လင်ရှမ်းရန်တို့ရဲ့ပြဿနာတွေကြောင့်လုံးဝမဖြစ်ပေါ်ခဲ့တာပါလင်ရှမ်းရန်ကတော့ထိုင်ဝမ်နဲ့ပတ်သက်တဲ့စစ်စင်ရေးတွေကိုကင်တွယ်တဲ့အရှေ့ပိုင်းစစ်ဌာနချုပ်ရဲ့တပ်မှုဖြစ်ပါတယ်ရှီကဒီလေးချင်းမှုတွေကိုအမိန့်ပေးချိန်မှာဒီဘိုးချုပ်နှစ်ဦးသလုံးဟာအကျင့်ပြတ်ခြားဆားမှုနဲ့တစ္ဆာဖောက်မှုဆိုတဲ့တန်တရားအောက်မှာဖမ်းဆီးခံထားရပြီးဖြစ်ပါတယ်ဒါကြောင့်အစဉ်အဆက်အုပ်ချုပ်မှုဟာဗယံပဒါဖြစ်နေခဲ့ပါတယ် နိုင်ငံရေးကော်မရှင်နာနဲ့ဦးစီးရာရှိတွေကတာဝန်ယူဖို့ကြိုးစားခဲ့ပေမဲ့ဒီလေ့ကျင့်မှုတွေကိုစတင်လဲပတ်နိုင်အောင်မစီမံနိုင်ခဲ့ပါဘူးအကြီးစားစရေးလေ့ကျင့်မှုတစ်ခုကိုစီတင်ဖို့ဆိုတာကျွမ်းကျင်မှုလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်နိုင်ငံတကာဖြစ်ရတဲ့ခုကိုမဖြစ်ပေါ်စေဘဲလုံလောက်တဲ့အင်အားကိုပြသနိုင်ဖို့မျှတအောင်လှုံ့ဆော်ရမှာပါ။ဒါပေမဲ့တာဝန်ယူခဲ့ရတဲ့လူတွေကဒီလေ့ကျင့်မှုကိုစီတင်ဖို့အကြီးအကျယ်မအောင်မြင်ခဲ့ပါဘူး။ရှက်စရာကောင်းတဲ့အခြေအနေတစ်ခုရင်ဆိုင်ရဖို့နီးကပ်လာခြင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနေနဲ့ဗိုလ်ချုပ်ကြီးဝိတ်တုံဝိတ်တုံနဲ့လင်ကိုဥဆောင်မှုအတွက်ပြန်လည်ခေါ်ယူရပါတယ်။ဒါကြောင့်ပဲဧပြီလ၁ရက်နေ့မှာလေ့ကျင့်မှုတွေစတင်ခဲ့ပါတယ်။ဒါပေမဲ့ဟူဝိတ်တုံနဲ့လင်တို့တာဝန်ယူထားရင်တော့ဒီလေ့ကျင့်မှုဟာမူလစီစဉ်ထားတဲ့တပတ်အစား၂ရက်သာကြာမြင့်ခဲ့ပါတယ်။ကြီးမားတဲ့ကောလာဟာလာကတော့ရှီကျင့်ဖြစ်နေသူ့ရဲ့ကြံပေးတွေဟာလေ့ကျင့်မှုတွင်ဗိုလ်ချုပ်ကြီးဝိတ်တုံရဲ့ဩဇာလွှမ်းမိုးမှုကိုစိုးရိမ်ခဲ့ကြတယ်လို့ဆိုပါတယ်။ သူဟာထိုင်ဝမ်စစ်စင်ရေးတွေမှာနတ်ဆိုင်နဲ့အတွေ့အကြုံရှိတဲ့အဓိကပုံကိုတူဖြစ်ပြီးတချို့ကရှီကျင့်ဖင်ဟာဝိတုံကလေ့ကျင့်မှုကိုတကယ်ပဋိပက္ခဖြစ်သူပြောင်းလဲသွားနိုင်မှာကိုစိုးရိမ်ခဲ့တယ်လို့ဆိုကြပါဗျ။သူကဒိုင်းရိုက်စစ်စင်ရေးအမိန်ပေးနိုင်တဲ့အာဏာမျိုးဟာရှီရဲ့အဖွဲ့ကို ထိတ်လန့်စေခဲ့တာပါ။ဒါကြောင့်အရာအလုံးကိုထိန်းချုပ်ထားဖို့လေ့ကျင့်မှုကိုစောစီးစွာရပ်ဆိုင်လိုက်ပါဗျ။ဒါဟာရုတ်တရက်ဆုံးဖြတ်ချက်တစ်ခုမဟုတ်ပါဘူး။ ၎င်းဟာရှီကျင်းဖင်နဲ့ဟူဝိတ်တုံအကြားတင်းပြင်းထန်တဲ့တင်းမာမှုကိုပြသပါဗျ။ဒါပေမဲ့ဒီလိုစိုးရိမ်မှုတစ်ခုကြောင့်အကြီးစားလေ့ကျင့်မှုတစ်ခုကိုရပ်ဆိုင်းလိုက်တာဟာ PLA ကိုစီးလုံးမှုမရှိဘဲအားနည်းတယ်လို့ပြသစီပါဗျ။အထူးသဖြင့်အင်အားပြသဖို့ကြိုးစားနေချိန်မှာပါ။ဒီလေ့ကျင့်မှုရဲ့အဓိကညီမှန်းချက်ကထိုင်ဝမ်နဲ့အမေရိကန်ကို PLA ဟာရေလက်ကြားကိုပိတ်ဆို့နိုင်ပြီးပဋိပက္ခတွေကိုကင်တွယ်နိုင်တယ်ဆိုတာကိုပြသဖို့ဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ရဲ့ယာရုအဆင့်တန်းတွေရဲ့အတွင်း ပဋိပက္ခတွေကြောင့်စောစည်းစွာရပ်ဆိုင်းလိုက်ရတာဟာ PLA ရဲ့မတည်ငြိမ်မှုကိုပြသစေပါတယ်အကယ်၍ရှီရဲ့လှုံ့ဆော်မှုကဝိတ်တုံလိုအဓိကပုံကိုယ်တွေကိုဆက်လက်ဖယ်ရှားနိုင်မယ်ဆိုရင်ဒါဟာစစ်တပ်ရဲ့အကြီးစားစစ်စင်ရေးတွေကိုဆောင်ရွက်နိုင်စွမ်းကိုထိခိုက်စေနိုင်ပါတယ်ဒီလေ့ကျင့်မှုကနေစစ်တပ်ရဲ့ main base စနစ်ဟာလူအနေငယ်ပေါ်မှာမမျှော်လင့်ဘဲမှီခိုနေရတာကိုတွေ့မြင်နိုင်ပါတယ်သူတို့မရှိတဲ့အခါအရာအားလုံးရပ်တန့်သွားပါတယ် စစ်ပွဲမှာဆိုရင်ဒါဟာရှုံးနိမ့်မှုနဲ့တေဆုံးမှုကိုဆိုလိုနိုင်ပါတယ်တက်မတော်တစ်ခုလုံးကပူပေါင်းစစ်ရေးလေ့ကျင့်မှုတစ်ခုကိုစောင်ရွက်ဖို့ရုန်းကန်ခဲ့ရမယ်ဆိုရင်တကယ့်စစ်ပွဲမှာသူတို့ဘလို့ကောင်းကောင်းလှုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ရမလဲ Operation Straight Thunder 2025ရဲ့စောစီးစွာအဆုံးသတ်မှုနဲ့ဟူဝေတုံရဲ့အဖြစ်ပြက်တို့ပေါင်းစပ်လိုက်တဲ့အခါတရုတ်စစ်တပ်ဟာပြင်းထန်တဲ့အတွင်းပိုင်းပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ပုံရိပ်ကိုဖော်ပြပါဗျ။ဒါ့ပြင်ဒါဟာလူတအူးတွေနဲ့ပတ်သက်တာမဟုတ်ပါဘူး။ ူဝေးတုံရဲ့ဖယ်ရှားမှုနဲ့ဆက်ဆံမှုတွေဟာပုံမိုကျက်ပြက်တဲ့လမ်းကြောင်းတစ်ခုရဲ့အစိတ်ပိုင်းဖြစ်ပြီးဒါဟာအခြေအနေကိုပိုပြီးမတည်မငြိမ်ဖြစ်စေပါတယ်။နောက်ထပ်အရေးကြီးတဲ့ပုံကိုယ်တူဖြစ်တဲ့ဗိုလ်ချုပ်ကြီးမြော့ဟွာဟာ2024ခုနှစ်နိုဝင်ဘာလမှာဟူဝေးတုံ ပြုတ်ကျခဲ့တာထက်လပိုင်းအနည်းငယ်စောပြီးဆိုင်းငံ့ခံခဲ့ရပါတယ်။မြော့ဟွာဟာကွန်မြူနတီပါတီအဖွဲ့ဝင်တူဖြစ်ပြီးစစ်တပ်ဟာကွန်မြူနတီပါတီကိုတစ်ဆာရှိစေဖို့တေချာစေတဲ့နိုင်ငံရေးလုပ်ငန်းဌာနကိုဦးဆောင်ခဲ့ပါတယ်။ သူ့ရဲ့အခမ်းကဏ္ဍကစစ်သားတွေနဲ့ယာရှိတွေကိုနိုင်ငံရေးအရာစီးလုံးညီညွတ်အောင် ထိန်းသိမ်းပေးဖို့ဖြစ်ပါတယ်။ဒါကြောင့်စီကံဖောက်ဖျက်မှုဆိုရက်အချင်းပြတ်ခြားဆမှုအတွက်သူ့ကိုဖယ်ရှားလိုက်တာဟာကြီးမားတဲ့ထိုးနှက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။မြော့ဟွာလိုလူမျိုးကတစ္ဆာထိန်းသိမ်းမှုမရှိတော့ရင်တပ်ဖွဲ့တွေဟာအမိန့်တွေကိုမေးခွန်းထုတ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။အထူးသဖြင့်သူတို့ရဲ့ခေါင်းဆောင်တွေဖယ်ရှားခံရတာကိုမြင်တဲ့အခါဒီလိုမသေးချာမေးရမှုတွေဟာလှင်မြန်စွာပြန့်နှံ့သွားနိုင်ပါတယ်။ စီလုံးညီညွတ်မှုရှိတဲ့စစ်တပ်ဟာအားနည်းလွယ်တဲ့စစ်တပ်ဖြစ်ပါတယ်။အခုတရုတ်စစ်တပ်အတွင်းကစီကံထိမ့်သိမ်းမှုဟာမေကွန်းထုတ်စရာ ဖြစ်နေပြီးစီကံမရှိရင်အရာအလုံးလှိမ့်မြန်စွာပြိုကွဲသွားနိုင်ပါတယ်။ရှီကျင်းဖင်ရဲ့ဖယ်ရှားမှုတွေမှာပါဝင်ပတ်သက်သူတွေရဲ့အရေးအတွက်ဟာအံ့အားသင့်စရာပါ။ဒီလိုမျိုးအမဲလိုက်ခြင်းတွေဟာတဝူးချင်းပုံကိုယ်တွေကသာမကတခုလုံးသောအုပ်စုတွေကိုပါပိတ်မှတ်ထားခဲ့ပါတယ်။2024ခုနှစ်တစ်နှစ်တည်းမှာပဲပါတီနဲ့နိုင်ငံတော်စနစ်တစ်လျှောက်မှာ အဆင့်မြင့်အရာရှိ58ဦးထပ်မံဖယ်ရှားခံခဲ့ရပြီးအဆင့်အမျိုးမျိုးကအရာရှိ63000ကျော်ကိုအပြစ်ပေးခံခဲ့ရပါတယ်။နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင်တရုတ်နိုင်ငံရဲ့နျူကလ িয়ার လက်နက်တွေကိုစီမံခန့်ခွဲတဲ့ PLA ဒုံးကျည်တပ်ဖွဲ့ဟာစစ်တပ်ရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုပါ။2023ခုနှစ်မှာရှီကျင်းဖင်ကဒုံးကျည်တပ်ဖွဲ့ရဲ့ထိတ်တန်းတပ်မှုနှစ်ဦးဖြစ်တဲ့ဗိုလ်ချုပ်ကြီးလီယူချောင်းနဲ့သူ့ရဲ့ဒုတိယတပ်မှုလီယူကွမ်ပင်တို့ကိုဇူလိုင်လကနေဒီဇင်ဘာလအတွင်းဖယ်ရှားခဲ့ပါတယ်။ ဒါဟာအရေးကြီးတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်ဒုံးကျည်တပ်ဖွဲ့ဟာအမေရိကန်လိုရန်သူတွေကိုဟန့်တားဖို့တရုတ်ရဲ့အဓိကအကာအကွယ်ဖြစ်ရမှာပါ။ဒီတပ်မှုတွေဟာအကျဉ်ပြတ်ခြားစားမှုနဲ့ဆွဆွဲခံခဲ့ရပြီးသူတို့ကိုဖယ်ရှားလိုက်တာဟာ2029ခုနှစ်မှာတရုတ်ရဲ့နျူကလ িয়ার လက်နက်တိုက်ကိုခင့်မိအောင်လှုံ့ဆော်ဖို့အစီအစဉ်တွေကိုအနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။2024ခုနှစ်မှာအမေရိကန်ပင်တဂွန်ရဲ့အစီရင်ခံစာတစ်ခုက ဒီဖယ်ရှားမှုတွေဟာတရုတ်ရဲ့တိုးတက်မှုကိုနှိပ်ကွေးစေခဲ့တယ်လို့မှတ်ချက်ပြုခဲ့ပြီးအဲ့ဒီအချိန်တွင်အ ਨੇ ဆုံးအဆင့်မြင့်အရာရှိ15ဦးနဲ့ကာကွယ်ရေးလုပ်ငန်းဆိုင်ရာအရာရှိတွေကိုဖယ်ရှားခံခဲ့ရပါတယ်။နိုင်ငံတစ်နိုင်ငံဟာထိတ်တဲစစ်တပ်တစ်ခုတိစောက်ဖို့ကြိုးစားနေချိန်မှာ၎င်းရဲ့နျူကလ িয়ার အစီအစဉ်ဟာဗယံပဒါဖြစ်သွားရင်ဒါဟာပြင်းထန်တဲ့နောက်ပြန်ဆုတ်မှုတစ်ခုပါ။ဒါဟာအရေးကြီးတဲ့စနစ်တစ်ခုကိုအဆင့်မြင့်တင်ဖို့ကြိုးစားနေပေမဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတာသိတဲ့ကျွမ်းကျင်သူတွေကိုဆုံးရှုံးလိုက်ရတယ်လို့ပါ။ ဒါတွေအားလုံးဟာတရုတ်စစ်တပ်ရဲ့ကြာဆင်းမှုကိုဖြစ်ပေါ်စေတဲ့အကြောင်းအမှတ်တွေပါ။နောက်ထပ်ပူချုပ်နှစ်ဦးဖြစ်တဲ့ဒုတိယပူချုပ်ကြီးယူဟိုင်းထောင်နဲ့ဒုတိယပူချုပ်ကြီးလီဖုံချုံတို့ကို2024ခုနှစ်ဒီဇင်ဘာလ26ရက်မှာဖယ်ရှားခံခဲ့ရပါတယ်။ဟိုင်းထောင်ကကြီးတက်ရဲ့ဒုတိယတပ်မှုဖြစ်ပြီးလီဖုံချုံကတော့အရေးကြီးတဲ့တောင်တရုတ်ပင်လယ်ကိုကြီးကျက်တဲ့တောင်ပိုင်းစစ်ဌာနချုပ်မှရေတပ်တပ်မှုဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးကိုဥပဒေနဲ့စီကံဖောက်ဖက်မှုများဆိုတဲ့အကြောင်းပြချက် အကျင့်ပြတ်ခြားစားမှုနဲ့တရုတ်ရဲ့ဥပဒေပြုအဖွဲ့အစည်းကနေထုတ်ပယ်ခံခဲ့ရပါတယ်။သူတို့ဟာဟူဝေတုံဒါမှမဟုတ်မျောဟွာလောက်အဆင်မြင်မဟုတ်ပေမဲ့အဓိကစစ်စင်ရေးတွေမှာအရေးပါတဲ့အခန်းကဏ္ဍတွေထမ်းဆောင်ခဲ့ပါတယ်။သူတို့ကိုဖယ်ရှားလိုက်တာဟာ PLA အတွက်ကြီးမားတဲ့ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ PLA ရဲ့အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာနမှာတချိန်ကထင်ရှားခဲ့တဲ့ကြော့ခိုက်ရှိကို2025ခုနှစ်မတ်လမှာဟူဝေတုံနဲ့တပြိုင်တည်းဖမ်းဆီးခံခဲ့ရပါတယ်။ အနားယူထားပြီးတော့လဲကြော့ခိုက်ရှိကစစ်ပတ်ဆိုင်ရာဘတ်ဂျက်နဲ့အရင်းမြစ်တွေကိုတချိန်ကစီမံခဲ့မှုတာကြောင့်ဩဇာလွှမ်းမိုးမှုရှိခဲ့ပါသေးတယ်။သူ့ကိုဖယ်ရှားလိုက်တာနဲ့အတူဟူဝိတ်တုံရဲ့အတွင်းမှုဟာလျှို့ဝှက်ချက်တွေပေါက်ကြားမှုနဲ့စုံစမ်းစစ်ဆေးခံနေရတယ်ဆိုတဲ့သတင်းတွေကဒီဖယ်ရှားမှုတွေဟာနှက်ဆိုင်စွာထိခိုက်နေတယ်ဆိုတာကိုပြသပါဗျ။ပထမဆုံးဒီဖယ်ရှားမှုတွေဟာကောင်းဆောင်မှုကွက်လက်တစ်ခုဖန်တီးနေပါဗျ။ဟူဝိတ်တုံမျော့ဟွာနဲ့တခြားထိတ်တန်းပိုချုပ်တွေကိုဆက်လက်ဖယ်ရှားနေတဲ့အခါ အတွေ့အကြုံနဲ့တည်ငြိမ်မှုကိုဆုံးရှုံးလိုက်ရပါတယ်။ဒီအခြေအနေကိုပိုပြီးနုနယ်စေတဲ့အရာကတော့ PLA ဟာ2049ခုနှစ်မှာကမ္ဘာအဆင့်မီစစ်တပ်ဖြစ်လာဖို့ကြီးမားတဲ့အစီအစဉ်တွေရှိနေပြီး2028ခုနှစ်မှာလမ်းကြောင်းမှန်ပေါ်ရောက်နေကြောင်းသိကြစီဖို့ချိန်ကိုက်မှတ်တစ်ခုထားရှိထားတာပါ။ဒါပေမဲ့ကောင်းဆောင်တွေအများပြပြောင်းဆုံးသွားတဲ့အခါဒီဂျီမန်းချက်တွေဟာလက်လန်းမမီနိုင်တော့ပါဘူး။2024ခုနှစ်ပင်ဒဂွန်ရဲ့အစီရင်ခံစာက အကျင့်ပြတ်ခြားစားမှုဟာတရုတ်ရဲ့ခင်မီရေးလုပ်ငန်းစဉ်ကိုထိခိုက်ပြီးသားဖြစ်တယ်လို့ဖော်ပြခဲ့ပြီးဒါဟာဟူဝေတုံဖယ်ရှားခံရခြင်းမတိုင်ခင်ကပါဗိုလ်ချုပ်တွေကရှီကျင့်ဖြင့်ပေါ်တစ္ဆာရှိကောင်းရှိနိုင်ပေမဲ့တစ္ဆာရှိမှုကသူတို့ဟာအလုံးမှကျွမ်းကျင်တယ်လို့အမြဲဆိုလိုတာမဟုတ်ပါဘူးအကယ်၍သူတို့ဟာထိုင်ဝမ်ကိုပိတ်ဆို့တာဒါမှမဟုတ်နျူကလ িয়ার ဒုံးကျည်တွေကိုစီမံခန့်ခွဲတာလို့ရှုပ်ထွေးတဲ့စစ်စင်ရေးတွေကိုမကင်တွင်နိုင်ရင်တရုတ်စစ်တပ်ဟာကမ္ဘာ့ဆင်မြင့်ပေါ်မှာပို့ပြီးအားနည်းလာမှာပါဒုတိယအနေနဲ့ ဒီဖယ်ရှားမှုတွေဟာ PLA အတွင်းမှာရှိတဲ့လူတွေကိုစိတ်သက်ကြစေပါတယ်စစ်သားတွေနဲ့ယာရှိတွေဟာသူတို့ရဲ့ဆရာသမားတွေဖမ်းဆီးခံရတာကိုမြင်တဲ့အခါနောက်ဖမ်းခံရမယ့်တယောက်ကဘသူဖြစ်မလဲလို့စတင်တွေးတော့လာကြမှာသိကြပါတယ်ဒီလိုကြောက်ရွံ့မှုကစိတ်သက်ကိုတပ်ပြစ်နိုင်ပြီးစိတ်သက်နှိမ့်ကြတဲ့စစ်တပ်ဟာကစားခြင်းသိမ့်မရှိတဲ့ဘောလုံးအသင်းတသင်းလိုပါပဲ2024ခုနှစ်ဇန်နဝါရီလမှာဝိတ်တုံကိုရိုင်းကအကျင့်ပြတ်ခြားစားမှုနဲ့အတူရောင်တိုက်ခိုက်နိုင်စွမ်းတွေကိုဖြိုခွဲဖို့မိန့်ခွန်းတစ်ခုပြောခဲ့ပါတယ် ဒါကတချို့တပ်ဖွဲ့တွေဟာသူတို့ပြောထားသလိုတိုက်ခိုက်ဖို့အဆင်သင့်မဖြစ်သေးဘူးဆိုတာကိုဆိုလိုပါတယ်။ဒါကိုတရုတ်ရေတပ်က2018ခုနှစ်ဇန်နဝါရီလမှာကြုံတွေ့ခဲ့ရတဲ့ရှက်စရာအတွေ့အကြုံကအကောင်းဆုံးသက်သေပြပါတယ်။အဲဒီချိန်မှာတရုတ်ရင်ငုတ်သင်းမော်တစ်စီးဟာဂျပန်နဲ့တရုတ်ရဲ့စင်ကာကူးကျွန်းတွေရှိတဲ့အရှေ့တရုတ်ပင်လယ်မှာရေအောက်မှာသွားလာနေခဲ့ပါတယ်။ဒီရင်ငုတ်သင်းမော်တွေကိုဂျပန်ကိုပိုင်ကာဝေးရေးတပ်ဖွဲ့ကလှင်မြန်သွားတွေ့ရှိခဲ့ပြီးတရုတ်ဘက်ကသူတို့ရဲ့သင်္ဘောကိုတိုက်ခိုက်ခံရမှာကိုစိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့်သူတို့ဟာအလှည့်မြန်ရေပေါ်ပေါ်လာပြီးတရုတ်လံကိုချက်ချင်းလွှင့်ထူခဲ့ပါတယ်။ဒါဟာဂျပန်ရှိမှလက်နက်ချသလိုမျိုး ထင်ရှားခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုဂျပန်နဲ့အမေရိကန်ယာရှိတွေကတရုတ်တပ်ဖွဲ့တွေရဲ့စိတ်ဓာတ်နှိမ်ချမှုကိုကိုးစားပြုတယ်လို့ယူဆခဲ့ကြပါတယ်။ပြိုင်ဘက်တွေကိုကမ္ဘာအဆင့်မှာလွှမ်းမိုးမှုပြဖို့ဆိုတာဒီလောက်နဲ့မလုံလောက်ပါဘူး။ရှီကျင်းဖင်ကိုဂျင်းနဲ့စေတဲ့ရေသွေးနဲ့ပတ်သက်ပြီးတပ်မှုတွေဟာလေ့ကျင့်မှုရလဒ်တွေနဲ့အစဉ်အသင့်ဖြစ်မှုအစီရင်ခံစာတွေကို စာရွက်ပေါ်မှာကောင်းမွန်ပုံပေါက်အောင်အတုလုပ်ခဲ့ကြပါတယ်။တိုက်ပွဲအတွက်အစင်းသင်းဖြစ်တယ်လို့ပြောထားတဲ့တပ်ဖွဲ့တွေဟာမကြာခဏလေ့ကျင့်မှုနေပါပြီ။ပစ္စည်းကရိယာမလုံလောက်တာကြောင့်ဘေးရန်ရဲတစ်ခုဖြစ်ပေါ်ဖို့စောင့်နေရသလိုပါ။ဒီလိုဆွမ်းရည်တွေကိုလိန်ညာတဲ့ယဉ်ကျေးမှုဟာ PLA ရဲ့တကယ့်အင်အားဟာအစီရင်ခံထားတာထက်အများကြီးနေပါတယ်ဆိုတာကိုဆိုလိုပါတယ်။ဒါကြောင့်နောက်တစ်ချိန်တရုတ်ရဲ့ထင်ကြီးစရာကောင်းတဲ့စီးရင်စရာတွေကိုမြင်ရတဲ့အခါယုံကြည်ရဖို့ခတ်သွားပါပြီ။ အများအားဖြင့်ဒါရီဟာတမရရှိခြင်းဖြင့်အတွက်ကောင်းမွန်ပုံပေါအောင်ရည်ရွယ်ထားတာဖြစ်ပါတယ်။ထက်လောင်းအနေနဲ့ဒီဖယ်ရှားမှုတွေဟာစိတ်တကြမှုကိုဖြစ်ပေါ်စေပါတယ်။ကောင်းဆောင်တွေဟာစိတ်ဆင်ရဲအဆင်သင့်ဖြစ်မှုဒါမှမဟုတ်စမ်းသစ်တူထွေမှုတွေကိုအာယုံဆိုင်မဲ့အစားရှည်ရဲအုပ်ချုပ်ရေးနဲ့နိုင်ငံရေးအရာတသားရေးဖြစ်နေဖို့ကိုပိုပြီးစိတ်ပူနေကြပါတယ်။ဒီလိုပတ်ဝန်းကျင်မှာ NLU ယူရာဒါမှမဟုတ်ဘျူဟာအစ်စ်တွေအဆိုပြုတာဟာအန်ရည်များလာပါတယ်။အဲ့ဒီအစားအရာရှိတွေဟာ အခြေအနေကို ထိမ့်သိမ်းထားပြီး မဖြစ်မနေစီးကျော်လွန်တယ်လို့အတိတ်ပဲဖွင့်ဆိုနိုင်မဲ့ဘာကိုမဆိုရှောင်ရှားကြပါရစေ။ဒီလိုတွန့်ဆုတ်မှုဟာ PLA ကိုထိခိုက်စေပြီးအထူးသဖြင့်ခင်မီစစ်တပ်တွေဟာလင်းမြန်စွာပြောင်းလဲနေတဲ့ချင်းချောင်းမှုတွေနဲ့လိုင်ယောညီတွေဖြစ်ဖို့တွက်လက်မှုနဲ့လိုင်ယောညီထွေမှုလိုအပ်တဲ့အချိန်မှာဖြစ်ပါရစေ။ဒါကြောင့်အပြင်ပိုင်းမှာတော့အရာအားလုံးစနစ်တကျရှိပုံပေါ်ပေမဲ့တကယ်တမ်းမှာတရုတ်စစ်တပ်ဟာအစင်သင့်ဖြစ်ဖို့ဝေးကွာနေပါရစေ။တတိယအနေနဲ့တရုတ်နိုင်ငံဟာထိုင်ဝမ်နဲ့တင်းမာမှု တောင်တရုတ်ပင်လယ်မှာအငင်းပွားမှုနဲ့ စီးပွားရေးကိုထိခိုက်စေတဲ့အမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲလိုပြဿနာတွေအများကြီးနဲ့ရင်ဆိုင်နေရပါတယ်။ PLA ဟာရှီရဲ့အင်အားပြသမှုရဲ့အဓိကစိတ်ပိုင်းဖြစ်ရမှာဖြစ်ပေမဲ့ဒီဖယ်ရှားမှုတွေအားလုံးနဲ့အတူယိုယွင်းလာပါတယ်။ဥပမာဟူဝေးတုံရဲ့ထိုင်ဝမ်ဆက်ဆင်ရေးအတွေ့အကြုံဟာအရေးကြီးခဲ့ပြီးသူမရှိရင်အဲ့ဒီမှာအခြေအနေတွေပုံမိုတင်းမာလာရင် PLA ဟာအမှားညွန်းတွေဖြစ်ပေါ်နိုင်ပါတယ်။လီဖုံချုံလောက်ကင်ခဲ့တဲ့တောင်တရုတ်ပင်လယ်ဟာလည်းတရုတ်နိုင်ငံမှာအင်အားကြီးတဲ့ရေတက်လိုအပ်တဲ့နေရာတစ်ခုဖြစ်ပြီး သူ့ကိုဖယ်ရှားလိုက်တာဟာအဲ့ဒီရှေ့တန်းကိုပါအားနေစေပါတယ်တရုတ်ရဲ့နျူကလ িয়ার ဆွမ်းအားဟာရန်သူတွေကိုထိန်းချုပ်ထားရမှာဖြစ်ပေမဲ့၎င်းရဲ့ခေါင်းဆောင်တွေပျောက်ဆုံးသွားတဲ့အခါအဲ့ဒီချိန်ချောက်မှုဟာတိတ်ကြောက်စရာမကောင်းတော့ပါဘူးခေါင်းဆောင်မှုတစ်ခုလုံးပြိုလဲသွားတာကလွဲလို့အခုချိန်မှာနောက်ထပ်ပြဿနာတစ်ခုကတော့တရုတ်ရဲ့စစ်မှုရန်စုဆောင်ရေးအကြက်တဲပါရိုးရိုးသားသားပြောရရင်၎င်းဟာသူတို့ရဲ့စစ်စင်ရေးတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်ဟာပြိုကျနေတယ်လို့ပါပဲလုံလောက်တဲ့လူဝင်အားစုဆောင်မှုမရှိရင် နီးပညာဘလောက်ကောင်းပြီဘတ်ဂျက်ဘလောက်ကြီးမှာပါစေစစ်တပ်တခုဟာလှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး PLA အတွက်တော့ဒါဟာသိငယ်တဲ့အခက်အခဲတခုမဟုတ်ပဲတရုတ်ရဲ့ကမ္ဘာစင်မြင့်ပေါ်ကကြီးမားတဲ့အစီအစဉ်တွေကိုလမ်းကြောင်းလွှဲသွားစေနိုင်တဲ့ပြဿနာတခုပါ PLA ဟာကြီးမားပြီး၎င်းနဲ့ကိုက်ညီတဲ့ရည်မှန်းချက်တွေရှိပါတယ်ဒါပေမဲ့လုံလောက်တဲ့စစ်သားစုဆောင်မှုမရှိရင်အဲ့ဒီရည်မှန်းချက်တွေဟာအိမ်မက်တွေသာဖြစ်နေမှာပါစစ်သားစုဆောင်ရေးပြဿနာဟာအလွန်ဆိုးရွားလုံးလို့ တရုတ်နိုင်ငံဟာ1984ခုနှစ်ကစတင်ပြဋ္ဌာန်းခဲ့တဲ့စစ်မှုထမ်းဥပဒေဆိုတဲ့ဥပဒေဟောင်းတစ်ခုကိုတိဗက်ရဲ့နာရီခရိုင်မှာရှိတဲ့ရူတော့ခရိုင်မှာအတင်းကျပ်ပြန်လည်ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီဥပဒေကတိဗက်လူမျိုးတွေကိုပြည်သူလူမျိုးရေးတပ်မတော်တွေမှာစစ်မှုထမ်းဖို့အတင်းကျပ်လှုပ်ဆောင်နေတာပါ။ဒါဟာတပ်မတော်ရဲ့လူဝင်အားကိုတိုးမြှင့်မှုပါ။တရုတ်နိုင်ငံဟာစစ်သားစုဆောင်မှုနယ်ပါလုံးလို့ဆယ်စုနှစ်များပါကဥပဒေတွေကိုအားကိုးပြီးတိဗက်လူမျိုးတွေကိုစစ်မှုထမ်းဖို့ဖိအားပေးနေရတာပါ။ ဒါဟာရှက်စရာအလွန်ကောင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ